တနည်းမောင်းနဲ့နှစ်ယောက်ဟာတူလေးတူတူရမယ်လို့ဆိုတာကုသိုလ်ကောင်းမှုရေးရတဲ့ပတ်သက်ပြီးတော့တတ္တာတိလစာကပညာရှင်ကြည်ချက်ချင်းလည်းတူတယ်ကိုကျင်တရားချင်းလည်းတူတယ်စာကဆွန့်လွတ်တဲ့နေရာမှာလည်းပဲတူကြတယ်ပညာအသိပညာချင်းလည်းတူကြတယ်ဆိုလို့ရှိရင်ဖြစ်နေရာဘဝမှာရေးဆက်ဆုံးရမှာပဲလို့ဆိုတာသူအချောင်ရတယ်လို့မရှိဘူးစေရနာပါမကုသိုလ်အဖြစ်တယ် ဇနီးမောင်နှံနှစ်ယောက်ဇနီးလှုပ်တဲ့လူကတခုကလှူလှူလိုက်တယ်။ယောက်ျားလှုပ်တဲ့လူကလှူတယ်ဆိုတာသဘောမတူမကြိုက်ဘူးဆိုရင်အဲတော့လှူတဲ့ဇနီးကပဲကုသရတယ်သူကကုသမရ။အကယ်၍သူကသဘောတူလိုက်ရင်သဘောတူခြင်းကြောင့်တော့ကုသရတယ်။သူ intention ပါသွားပြီအဲကြောင့်။ဟုတ်ငါတို့နှစ်ယောက်တူတူပဲတို့နှစ်ယောက်ရှာထားတဲ့စီပွား သူလှရင်လဲငါရတာပဲဆိုပြီးအဲ့နေလို့ကတော့မရဘူးအဲ့ဒီအတွင်းနဲ့နေသည့်အတွက်ကြောင့်မကားလူနေရဲ့အငယ်ဆုံးစနီးဟာတည်တဲ့အခါပြိုင်ဖြစ်သွားတာပြိုင်မဘွားရောက်သွားတယ်ဆိုတာငါရောက်ကြလှူတာငါရတာပဲဆိုပြီးတော့ attention ဆိုတဲ့ရွက်ချက်ကလေးရှိရမယ်ကံနဲ့ပတ်သက်လာအဲ့ဒါမှကိုယ်နဲ့ပတ်သက်တယ်ကုသကောင်မှုတွေလုပ်ပြီးအမြတ်တမ်းပေးဝေတယ် တမလွန်ဘွားကဆွေမျိုးတွေကိုမြတ်တမ်းပေးဝေတယ်။ကိုကအမြလို့အမြအမြလို့ဆိုလိုက်တာနဲ့သူစီရောက်သွားလားဆိုမရောက်ဘူး။ဟောပြီငါ့ကိုအမြဝေနေတယ်ဆိုတာသိပြီးတာဓုတာဓုခေါ်မှရတယ်။ agreement ပေါ့နော်။ agreement ဆိုတာတိတ်လို့အပ်တယ်ပေါ့။ intention ဖြစ်သွားပြီ။ကျင့်တဲ့ဝန်တာတဲ့သူလုပ်တဲ့လုပ်ကိုသိမှပြုလိုက်တယ်။အဲ့ကြရင်ရပြီ။အဲ့လောက်လေးမှ intention မပါဘူးဆိုလို့ရှိရင်မရနိုင်ဘူး။ တို့ဆိုတာဒါကံရဲ့သဘာဝတရားပေါ့နော်ဒါကြောင့်ဒီမှာမြတ်စွာဘုရားအတ္တနာဟိကတံပပံအတ္တနာတံကိလေသတိအတ္တနာအကတံပပံအတ္တနာဝဝိတုစတိကိုမဟုတ်တာလို့ရင်မဟုတ်တဲ့မကောင်းတဲ့အကျိုးကိုခံရမယ်ကိုမဟုတ်တာမလုပ်ဘူးဆိုလို့ရှိရင်ကိုမဟုတ်တာမလုပ်သည့်အတွက်ကြောင့် ကောင်းကျိုးကိုရမယ်လို့သူများကခံရမှာမဟုတ်ကိုလုံးမကိုရတယ်ဆိုတဲ့ဘောတရားကိုပြောပြတာနော်ကိုလုံးမကိုရတယ်အဲ့မှာနှစ်ဦးလို့ဆိုတဲ့အခါမှာတယောက်ကလုတ်တယ်တယောက်ကသဘောတူလိုက်ရင်ဒါပါဝင်ပတ်သက်မှုဖြစ်သွားပြီအဲ့ကြတော့ agreement သဘောတူညီမှုကမတမအရေးကြီးဒါမှမဟုတ်စနီးမောင်နှံနှစ်ယောက်ဟာတူလေးတူတူရမယ်လို့ဆိုတာ သူကောင်းမှုရေးရတဲ့ပတ်သက်ပြီးတော့တတ္တာတိလစာကပညာရှင်ကြည်ကျခြင်းနဲ့တူတယ်ကိုကျင်တရားခြင်းနဲ့တူတယ်စာကဆွန့်လွတ်တဲ့နေရာမှာလည်းပဲတူကြတယ်ပညာအသိပညာခြင်းနဲ့တူကြတယ်ဆိုလို့ရှိရင်ဖြစ်နေရာဘဝမှာရေးဆက်ဆုံးရမှာပဲလို့ဆိုတယ်နော်ရေးဆက်ဆုံးအဲ့ဒီလိုမှမတူဘူးဆိုရင်ရေးဆက်ဆိုတာမဆုံးဘူးရေးဆက်ဆိုတာ ကတရားကိုရည်ညွှန်းပြီးတော့ပြောတာတဟနော်ကံကိုရည်ညွှန်းပြတာအဲ့တော့ကိုလုံးမကိုရတယ်ဆိုတဲ့တဘာဝဟာဘာကြောင့်လို့ဆိုကိုရင်ထဲမှာဖြစ်သွားတဲ့အရာဟာတခြားလူနဲ့သက်ဆိုင်မှုမှာမရှိဘူးတယောက်ကလုပ်တယ်တယောက်က agreement လုပ်လိုက်တယ်ဆိုရင်လက်မထိုးလိုက်တာနဲ့တူတူပဲသူလည်းပါဝင်ပတ်သက်သွားတယ်ရသွားပြီသူသဘောတူလို့ရတာအဲ့ဒါသဘောတူခြင်းကြောင့်ရတယ် အဲ့ဒီသဘောတူမိမှုကလည်းကိုကိုယ်တိုင်လှူတာမဟုတ်ဘဲနဲ့အကျိုးပေးနိုင်သလားပေးနိုင်တယ်သူကသဘောတူခြင်းဟာ ကိုကိုယ်တိုင်လှူရသလိုပဲတမ်းမို့ရှိတယ်အဲ့ဒါညီကိုနှစ်ယောက်ရဲ့ဇလန်းကလေးတစ်ခုရှိတယ်ညီကိုနှစ်ယောက်ဟာကြံရင်းဆိုင်ပြီးကြံမင်းလေးဆိုင်ပြီးတော့စီးပွားလုပ်တယ်ညီလုပ်တဲ့ပုဂ္ဂိုလ်ကတနေ့တော့ ချန်ကင်းကိုသွားပြီးတော့ကြည့်တယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအိမ်မှာပဲနေတယ်ညီတယောက်တည်းသွားကြည့်ခွေရောက်တော့ကြံမင်းနေတဲ့ကနေပြီတန်းနေတဲ့ကြံမင်းနှစ်ပင်နဲ့နှစ်ပင်ခုတ်လာတပင်ကသူ့ကိုတွေ့တပင်ကသူ့အတွက်ဆိုပြီးတော့ကြံကြောင်းနှစ်ချောင်းယူလာခဲ့တယ်ပေါ့လမ်းရောက်တဲ့အခါကျတော့ပစ္စိကဗုဒ္ဓအရှင်မြတ်နဲ့တွေ့တော့ရှင်နေကသရတရားဖြစ်ပြီးတော့သူ့အတွက်ယူလာတဲ့ကြံကြောင်းကို ပစ္စကဗုဒ္ဓလှူလိုက်တယ်ပစ္စကဗုဒ္ဓအဲကြမ်းရည်ဖုံးပြီးတော့သူကစိတ်ထဲမှာဝန္တပီတိတွေဖြစ်တယ်လှူရတာအမရတော့သူ့ကိုယ်အတွက်ယူလာတဲ့ကြံကြောင်းအဲကြံကြောင်းမှသူလှူခြင်းတယ်သို့တော့သူ့ကိုယ်ကိုသူပြောရသေးတာမဟုတ်ပေမဲ့လို့စိတ်ထဲမှာသူ့ကိုယ်ကြံကြောင်းလို့ပဲစိတ်ထဲမှာထားတယ်ငါအကိုကကုသိုလ်ပဲယူမယ်ဆိုရင်လည်းပဲသူ့ကိုကုသိုလ်ပဲပြေးရော သူ့ကြံကြောင်းကိုငါလှူလိုက်လို့အဖိုးအခတောင်းရင်လည်းငါအဖိုးခပေးမယ်စိတ်နဲ့သူ့ကိုယ်ရဲ့ကြံကြောင်းကိုပါပိစိကဗုဒ္ဓလှူလိုက်တယ်အဲ့တော့ပိစိကဗုဒ္ဓကအဲ့ဒီကြံကြောင်းကရသမျှကျမ်းရည်တွေကိုတော့အခြားပိစိကဗုဒ္ဓတွေနဲ့မျှဝေပြီးတော့ဖုံးမိတယ်အဲ့ဒါကိုလည်းပဲကုသရှင်မြင်ရအောင်တကိုးနဲ့ဖန်ဆင်းပြီးတော့ပြအိမ်ရောက်တဲ့အခါကျတော့သူ့ကိုယ်မေးတယ် မင်းပဲသွားလဲအာကျွန်တော်ကြံကြောင်းကြံခင်းသွားတယ်ကြံခင်းသွားကွာကြံလေးတစ်ချောင်းတည်းမယူခဲ့ဘူးလားလို့ဆိုအဲ့ကြောင့်သူပြောပြကျွန်တော်အတွက်လဲကြံတစ်ချောင်းယူခဲ့တယ်ဖြစ်စီကဘုရားလှူလိုက်တယ်အကိုအတွက်လှူခဲ့တဲ့ယူခဲ့တဲ့ကြံချောင်းကိုလှူရတာအာမရလို့ဖြစ်စီကဘုရားကိုထပ်လှူလိုက်တယ်အဖိုးအခအနေနဲ့လှူခြင်းလဲသူပေးပါမယ်ဆိုတော့သူကွာပါပြောတော့ ဟုတ်ပြီငါကြံ့ကြောင်းလှူလိုက်တဲ့အခါပြစ်စိကဗုဒ္ဓပါလို့တော့ဆိုအကိုရဲ့ကြံ့ကြောင်းကကြံ့ရည်တွေကိုပြစ်စိကဗုဒ္ဓတွေနဲ့မျှော်ဝေပြီးဖုံးမိတယ်ဆိုအဲ့လိုကြားလိုက်တဲ့နဲ့ဝန္တပီတိတွေဖြစ်ပြီးတော့ဒီကြံလှူရတဲ့ကုသကောင်းမှုကြောင့်တဲ့သူဟာပြစ်စိကဗုဒ္ဓတွေသိတဲ့တရားဓုတရားမြတ်ကိုသိပြရစေလို့သူတခွန်းနဲ့ဆုတောင်းလိုက်တာနောက်နတ်ပြည်ရောက်ပြီးနောက်ဘဝမှာဒုတိယဘဝတတိယဘဝရောက်တဲ့အခါကျတော့ယဟန္တာဖြစ်သွားတယ် ဒါသူကိုယ်တိုင်လှူတာမဟုတ်ဒီကုသကံကြောင့်သူသူကိုယ်တိုင်လှူတာမဟုတ်ဘူးသူ့ပစ္စည်းကို သူ့ညီကလှူခဲ့တာလှူတုံးလှူနေတဲ့ကာလမှာသိတောင်မသိဘူးနော်သို့တော့ပြောပြတဲ့အခါမှာသူကသဘောတူလိုက်တယ်သဘောတူလိုက်တော့ဒါသူကုသပဲဖြစ်သွားသူကုသပဲဖြစ်သွားတယ်အဲ့ဒီဇာလံလေးရှိတယ်